ဟယ်လိုအားလုံးမင်္ဂလာပါခုသင်ခန်းစာမှာကျွန်တော်ဒီဒီ aggregation เนี่ยပါเนาะ group pipeline เนี่ยมาကျွန်တော်သုံးလို့ရမယ့်ဟာတွေပေါ့เนาะအဲ့ဒီရဲ့၄ခုပေါ့เนาะဒီ minimum ရဲ့ maximum sham ရဲ့ average strut တဲ့ဟာရဲ့ okay ဒီဟာတွေကိုကျွန်တော်သင်ပေးမယ်အဲ့တော့ဒီကောင်းเนี่ยဘယ်လိုဘယ်လိုလဲဆိုတော့ကျွန်တော်ဥမာဒီ record ရှိတယ်ပေါ့နော်ပီဇာကို30နဲ့ဝယ်သွားတယ် ice cream 50နဲ့ဝယ် ice cream 50နဲ့ဝယ်ဒီမှာ ice cream 50နဲ့ဝယ်ဒါပေမဲ့ဒီမှာကျတော့ pizza 100ဝယ်တယ်ပေါ့နော် okay ကျွန်တော်ဒီဟာတွေကို name ပေါ်မူတည်ပြီးတော့ကျွန်တော် group လိုက်မယ်ဆိုလို့ရှိရင် pizza နဲ့ ice cream နဲ့ရမယ်ပေါ့နော် okay အဲ့ထဲကမှာကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့အာဒီ pizza ရဲ့ pizza ထဲမှာပေါ့နော်ဒီ pizza ထဲမှာကျွန်တော်အနည်းဆုံးဘယ်လောက်နဲ့ဝယ်ခဲ့လဲအများဆုံးဘယ်လောက်နဲ့ဝယ်ခဲ့လဲဆိုတဲ့ဟာတွေကျွန်တော်လှမ်းပြီးတော့ query လုပ်ချင်တာ okay အဲ့ဒီဟာမှာကျွန်တော် minimum နဲ့ maximum နဲ့ကျွန်တော်တုံးရမယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်အရင်စမ်းကြည့်အောင်ဗျာ okay အဲ့တော့ db. ခုနပါဟိုဟာလည်းမသိဘူး schema လည်းမသိ order ပါ okay ဒီလို om agg igad aggregate okay ကျမကျွန်တော် array လာမယ် sorry အဲ့တော့ object နဲ့အာ class size group ပို့ကြလဲ okay အဲ့တော့ဘာကို group လုပ်မအောင်ဆိုတော့အရင်ကျွန်တော် group လုပ်နေကြ အာဒေါ်လာဆိုင် name ကို name မျိုးကျွန်တော် group လုပ်လိုက်မယ်ဒါဆိုပီဇာနဲ့ order နဲ့ဒါထွက်လာမယ်ပေါ့နော်โอเคဒီတိပဲအရင်ဆုံးကျွန်တော်ရေးကြည့်အောင်ဘုကို share ကိုကျွန်တော်ဖွင့်လိုက်မယ် page လုပ်လိုက်မယ်ဟန်နာခောက်ကြည့်မယ် okay ဒါဆိုရင် i'm pizza နဲ့ ice နဲ့ရတယ်အဲ့ထဲမှာကျွန်တော်ဘောင်းဆို minimum total ဆိုပြီးတော့ okay ဒီလို column တစ်ခုကျွန်တော်ပေးလိုက်မယ်ဘောင်းဆိုအဲ့ဒီရဲ့ pizza group ထဲမှာရှိတဲ့အ ਨੇ ဆုံးပတ်စံဘယ်လောက်ရှိတာလဲအဲ့ဒါဆိုလမ်းကြည့်ကြတာပေါ့နော် okay အဲ့တော့နောက်ထပ်ကျွန်တော် column တစ်ခုလမ်းပြီးတော့ယူမယ် ဘာလို့ဆိုတော့အမီနီမန်တူတယ်လို့โอเคဒီလိုပဲကျွန်တော်ရေးလိုက်မယ်ဒီကောင်က calculation ရှိတယ်အဲ့တော့ဘာလို့ဆိုတော့ကျွန်တော် calculation နဲ့ထည့်မယ်ဘာထည့်ဘာထည့်ကျွန်တော်ဆိုခုနမီနီမန်โอเคမီနီမန်မှာကျွန်တော်တို့က sorry ဘာလို့မီနီမန်လောက်မအောင်ဆိုတော့ dollar sign တူတယ်ဆိုတဲ့ဒီ column ကိုပေါ့နော်โอเคဒီဟာလေးကျွန်တော်တစ်ချက် range ကြီးအောင် base line နဲ့ โอเคအဲဆို minimum today ကဒီမှာ pizza မှာဆိုလို့ရှိရင်10တဲ့အာ ice cream မှာဆိုလို့ရှိရင်သူက90ကြီးပဲဖြစ်နေတော့90ပဲလာပြနေပါတော့အဲကျွန်တော်ကအာ35လို့ကျွန်တော်တခုတခုကျွန်တော်ပြင်လိုက်မယ်ဗျာဒီမှာ update လုပ်လိုက်မယ်ဒီနောက်တစ်ခေါက်ပြန် run ကြည့်မယ်ကွာဒီလိုအဲဒါဆိုရင်10နဲ့35ထွက်လာတယ်ပေါ့နော်အဲဆိုရှင်းရှင်းလေးပဲဗျာ maximum ဆိုလဲဒါပဲ computer set ကူလိုက်မယ်အဲဆိုအများဆုံး value value total ထွက်လာမှာပေါ့နော်အဲမှာ100နဲ့90တဲ့ ပြန်သူတို့အားလုံးရဲ့ပေါင်ခြင်းဘယ်လောက်လဲဒါတော့ကျွန်တော်အရင်ကွာဒီမှာလည်းတစ်ခါရေးဘူးလေပေါ့နော် Okay Sam ဘယ်လောက်လဲ Sam ပေါ့နော် Okay လမ်းပြီးတော့ပေါင်းလိုက်မယ်အကုန်လုံး record ရဲ့မှာရှိတဲ့တူတဲ့အမောင်းအားလုံးကိုလမ်းပြီးတော့ပေါင်းလိုက်မှာပေါ့နော်အဲကတန်းဆို135ရဲ့ဒီကောင်ဆို100တဲ့30 Okay average ကတော့ကိုယ့်အကူတစ်ချက်စမ်းကြည့်ပေါ့နော် Okay ဒါဆိုရင်ဒီ3မျိုးကို4မျိုးကိုပေါ့နော်နားလည်မယ်လို့ကျွန်တော်ယူဆတယ် Okay အားလုံးပဲကျေးဇူးပါ